အဲ့အပြင်မှာလည်းလာတယ်ပူတော့နုနုစီလာအမကတော့ငကိုရတာသူကြောင်းကျင်တယ်လို့ဆိုတော့ကျွန်တော်ပဲနည်းနည်းခက်ခဲတော့အမအများကြီးတော့တွဲခေါ်ပါတယ်အများကြီးကုညီပြတိတ်တော့ခက်ခဲမရှိပါဘူးရင်ခုန်တာပေါ့လို့အာကဲအခုတော့ခုန်တယ်ဘာဘီရောကျွန်တော်တချေလေးပေါ့နော်မနစ်ကတည်းကရိုက်ဖို့စိတ်ကူးတာပေါ့အဲ့ဒါမနစ်ကကျတော့မိုးရသည်ဆိုတော့တပုတ်ထထားတော့ဒီနေ့တော့နတ်ဆိုးတဲ့တပုတ်ထပ်ပြီးထထွက်တာပေါ့ဟုတ်ဒုတိယတပုတ်ပေါ့ကျွန်တော်ဟုတ်နတ်ဆိုးလို့ခေါ်ပါတယ် အမျိုးကကျွန်တော်ငွေတွေကလေမလာပါနဲ့ MV တွေကအဲအရန်လှတဲ့ကမိုက်တယ်ဗောနော်မျက်နှလုံးအရန်လှတဲ့အိုင်ဒီယာတောင်းနေတာဒါပေမဲ့အခုကျတော့ခင်သွားတော့ဗောနော်အမားနဲ့ခင်နဲ့အမတောင်းနေအလိုရှင်းနေပြီးတော့အမအခုညတောင်းပြီဗလားဟုတ်မျက်နှလုံးကြီးကိုကြာရှုံးခဲ့လို့အရန်လာလေးမှာမျက်နှလုံးညဆုံးကအကူလားမအမအမဗောဟုတ်ကဲကဲပြောပြောဟုတ်ညဆုံးနေနဲ့ကန်းကန်းတာအမဘာလို့လက်ခံနေလဲအဲ့လိုမဟုတ်လေတော့တချင်းရအမကိုပဲညဆုံးပြောနေတာကောင်းပါတယ်ကောင်းတယ်လေရိုက်ကြရလဲကောင်းတယ်တချင်းနဲ့ ရိုက်ကြလိုက်ကအငွေကြရှိတာပေါ့။ဩတချင်းနဲ့အဲ့ဒါနဲ့ကိုက်ညီပါလို့နော်။နော်။ဟိုတကယ်အဲ့ချင်းမရိုက်ပြီလေတခြားလူဆိုလည်းအမပဲသွားချင်ပါပါအဲ့လိုဆို။အမနဲ့ပဲရိုက်ချင်တာလား။ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုး။လာလာလာလို့လေအခုအဖက်ဖက်ကပြည့်စုံတယ်ဟုတ်ကဲ့အဲ့အပြင်မှာလည်းလာတယ်ပူတော့နုနုစီလာတယ်ဟောသူရိုက်မယ်ဆိုတဲ့အချိန်မှာတခြင်းပေးရပါတယ်မျိုးအဲ့နဆိုးဆိုတဲ့တခြင်းမျိုးသဘောကျလို့မျိုးရွေးရွေးခဲ့ရပါဘောသူကနှုတ်နှုတ်ပြရပါဘောနော်အဲ့ဒါအမဟို တပုတ်မိုက်ကြိုက်တာတပုတ်ယူပါဆိုအဲ့ငါဆိုးသချင်းလေးကိုမြို့တပုတ်စားလို့ပြေးခဲ့တာပေါ့ဟုတ်ကောင်းတယ်လေကောင်းလို့လည်းအဆိုးလို့ဖြစ်တာလေနော်ဟုတ်ကဲ့ကျွန်တော်ပြေးသေးပါဘူးကျူစားစေလောက်ကုန်တော့ဒီကျွန်လောက်ဆယ်ရက်လောက်အပြင်းနေပါဘောနော်အဲ့ဒီတော့မှကျွန်တော်တို့ထုတ်ဖို့စီစဉ်နေပြီဟုတ်မောင်လေးမိုးရင်းနိုင်ထုတ်ဖို့စီစဉ်ရှိရတာအဲ့လိုပေါ့လက်တဲ့စားတယ်ပါလားသူဆိုတာနဲ့မိုးရွာသွားရှိရရောအမကတော့ငကိုရတာသူကျွမ်းကျင်တယ်လို့ဆိုတော့ကျွန်တော်ပဲနည်းနည်းခက်ခဲတာတော့အမအများကြီးတော့တွဲခေါ်ပါတယ်အများကြီးကိုညီပြောတိတ်တော့ခက်ခဲမရှိဘူး အဲဟိုခက်ခဲတာလည်းမပါဘူးလေเนาะဆိုတော့ပုံမှန်အဲ့လိုမျိုးဟိုချစ်စရာကောင်းတဲ့ music video တစ်ပုဒ်တစ်ပုဒ်ပါပဲချစ်စရာကောင်းတဲ့ဆိုတာအရင်ဟောရင်နေမပါဘူးဒါပေမဲ့ तू तू ဘက်ကတော့ तू side ဘက်ကတော့အဲကိုက play ဝါတော့ तू ခံစားရတယ်အဲ့လိုအဲ့လိုမနီးစားဘူးပေါ့တချင်းလေးဒီမှာတော့ तू ပဲ play ရတယ်မလားဟုတ်ပါဘူးအဲ့လိုမျိုးတချင်းလေးကကြိုက်လို့လေစောက်ဝယ်တယ်ကဒါပေမဲ့အဲ့လိုထားလာပြီးတော့မရိုက်ပြစ်တာအခုကျတော့ရိုက်ဖို့စီစဉ်ကြည့်တော့အမားနဲ့အဲ့လိုမျိုးစီစဉ်ပြသွားပို့ပြီးတော့ quality ပြသွားတယ် ကျွန်တော်ပြောတနေ့ဟုတ်ကိုတို့ experience အများကြီးရှိလို့ဆိုတော့တနေ့တော့တင်ပါအဲ့လိုရှိန်တော့ရှိတာပေါ့ရှိတာပေါ့ကျွန်တော်ပြောရင်ခုန်တာပေါ့လို့ပြောအာကဲအခုတော့ခုန်တယ်ဟာလေးခုန်တာကဘာလဲခဏနေနေနေတယ်ဟဲ့တော့တော့လူသိမ့်မကြောက်တော့ဘူးလေပထမအင်တာဗျူးကကျွန်တော်ဒါကိုစရင်လို့လို့ကြောက်တာကိုကျွန်တော်ပုံကကင်မရာရမ်းများလို့ရင်ခုန်တာပါအဲ့လိုဖြစ်တာပေါ့အခုကအသက်ဆိုတော့အသက်တင်နေရိုက်တာအခုမှမဟုတ်ပါဘူးကိုအသက်တုန်းကလည်းအသက်နဲ့ပဲနည်းနည်းလေးဟိုကဖြစ်တော့လဲ မျိုးဘယ်လိုပုံလဲအများကြီးရိုက်ခဲ့ပါတယ်အဲ့လိုမျိုးမှဟိုပေါက်မြောက်အောင်မြင်သွားတဲ့လူရှိသလိုအဲတိမ်မြုပ်ပြောက်ကိုသွားတဲ့လူလည်းရှိရပါတော့ဆိုတော့အဲ့လိုမျိုးဆိုတော့ဒါအဓိကတော့လက်တွဲခေါ်ရဲဆိုတာထက်သူတို့ရဲ့စူးစမ်းအားထုတ်မှုပေါ်မှာလည်းမူတည်ပါတယ်ဟုတ်ကိုအတွက် ကတော့ဟိုအစ်စ်နဲ့အစ်စ်ကိုတွဲခေါ်ရလို့ဟိုအဟောင်းနဲ့ရရရတယ်လို့ဆိုပြီးတော့အဲ့လိုမျိုးခန်းစားချက်တော့ထွေထူးမရှိပါဘူးဒါပေမဲ့တခုတော့ရှိရအောင်သူတို့ကြတော့အဲ ကိုအဟောင်းချင်းချင်းကကြတော့အဆင်ပြေပိုပြေတာပေါ့နော်လွယ်ပေါ့အစ်စ်ကြတော့နည်းနည်းလေးပိုစိတ်ရှည်ပေးရတယ်အဲပိုနားလည်ပေးရတယ်နောက်တစ်ခါကျကိုကိုတိုင်းလည်းအစ်စ်ကပဲလာတာပဲဆိုတော့လေကိုချင်းနဲ့စားပါအဲ့တော့ခတ်တော့မခတ်ဘူးဘာမှတော့ပန်းမချီဘူးကျွန်တော်တော့သူတို့စူးစမ်းအထောက်မှုပါပဲဟုတ်ကိုကတော့ဘာမှအလိုထူးတလဲကြီးဘူးလို့တွဲခွာတာမရှိပါဘူးကျွန်တော်တော့တကြည်ဟိုကျွန်တော်ဒီအနာဂတ်မှာဆိုတော့ဗောနောဘားလိုက်မှာဆိုပြီးတော့ကိုယ့်ကိုစုပြီးတော့ကိုယ့်နဲ့ကိုထုတ်ရတော့တပုတ်တော့ကလည်းနည်းကြတယ်တမပြီးတော့ကျွန်တော်ပြီးတော့ ပြီးပြီးရလဲမရိုက်ချင်ဘူးဒီမှာတေချာလေးနဲ့လုပ်ချင်တယ်ဆိုတော့ဟိုမင်းသမီးနဲ့ကောင်းအောင်တေချာချင်တယ်ဆိုတော့နည်းနည်းအချိန်ပေးရတယ်တပုတ်တို့တော့နေကနေဖြစ်တာပေါ့နော်ပြန်ပြီးတော့ကိုယ့်အတွက်ဟိုဘာမျိုးအင်ကမ်းမျိုးအဲ့လိုမျိုးတွေးလို့မရဘူးကိုနံပါတ်လေးတစ်ခုကြံခဲ့ဖို့ပဲအဲ့လိုပဲရွယ်ပြီးကျွန်တော်လုပ်နေတာတချင်တပုတ်ပေါ့အဲ့တော့ကံပါတဲ့ကြတော့ဘာဖြစ်မှာပေါ့နော်အဆင်ပြေမဲ့ထင်တာပဲတော့ဆိုထုတ်သမျှအချင်းတော့ကောင်းအောင်ကောင်းအောင်ကျွန်တော်ထုတ်တာပေါ့နော်နောက်ထပ်လည်းအဲ့လိုပဲထုတ်နေမှာပဲဟုတ် ာမီမီသားဆိုတော့ကျွန်တော်တို့ကျတော့ဘာပေါ်တော့ mainstream ကြီးပါဆိုလဲတိတ်လွယ်ကူတောင်းလို့ရတယ်ဒါမှမဟုတ်ကျွန်တော်အန်ဒါဂရောင်းကကျွန်တော် mainstream ကလည်းလွယ်ကူတောင်းလို့မရဘူးအဲ့အတွက်ကိုပစံနဲ့ကိုယူဆိုင်ကိုကိုဂျူနီယာကိုစုပြီးလောက်ရအောင်ပို့ပြီးတော့အချိန်ကြာတော့ပေါ့နော်တဘောတော့ထွက်ဖို့အဲတချင်းထွက်တဲ့တဘောကိုလည်းတန်ဖိုးထားတယ်ပေါ့တဘောစီကိုကျွန်တော်တခြားလောက်သွားလို့တခြားလေးလုတ်ချင်တာလေးတဲ့မှာကျွန်တော်တချင်းကိုအရင်ပစံပေါ်လို့မဟုတ်ဘူးတခြားကြည့်လေးနေလည်းကောင်းမလို့တဘောထွက်လဲထွက်တဲ့နမဲလေးတခုပေါ့နော်အလိုမျိုးလေးကြံခဲ့တာမှာတခုအစင်ပြေနေလို့ပေါ်ပဲမပြောက်သွားချင်လို့ပေါ့နော်အဲ့ဒီတိပဲနော်အောက်တော်ပေါ်တော့ထားပေါ့နော် အဲ့ကျကျွန်တော်အိုက်ဝယ်တာကျွန်တော်ကျွန်တော်အချင်းလေးတော်တော်ကြိုက်တယ်အဲအရင်အရင်ဝယ်အစောဆုံးဝယ်တာတစ်ချိန်ပေါ့နော်ဒါပေမဲ့ထုတ်ပြတာလောက်ကြတာပေါ့အဲ့တော့အချင်းတစ်ခုတော့မျိုးမဲနေပေါ့နော်မမျိုးဆဲလည်းအများကြီးပါတယ်ပေါ့နော်ချင်းကတော့သူမျိုးကိုပေးနှောင်းထောင်တဲ့ထဲမှာအဲ့လိုရွေးရွေးချက်ခွင့်ပေးရလဲကျေးဇူးတင်ပါတယ်အမအဲ့တချင်းလေးကိုပို့သဘောကျပေါ့ပို့သဘောကျပြီးတော့ပြီးတော့ဒရိုက်တာရဲနောင်ကဒီဒီအမ story story ဘလို story book ဘလို့လေးလေးပေါ့နော်ဆိုတော့အဲ့ဘာကြီးကလဲကောင်းတယ် ရိုက်တော့လည်းတေချာလေးရိုက်ထားတယ်ဆိုတော့ဟိုဘယ်လိုခေါ်မလဲကိုလည်းနုပညာရှင်တယောက်အနေနဲ့အဲ့လိုဟိုတခြင်းကိုဝါသနာပါတယ်လို့တခြင်းကိုချစ်တဲ့သူတယောက်အနေနဲ့ဒီကတပုတ်ကိုကုံချခံရတာအချိန်ပေးရတာပြောစိတ်ခံစားချက်တွေပေါ့နော်အဲ့ဒီအပေါ်မှာတော့ပရိသတ်စီအာနေပြီးတော့ဟိုအပေးမှုလေးပြန်ရတယ်ဆိုတော့လဝမ်းသာတာပေါ့အမှန်တမ်းပြောရရင်တော့ကိုကတရုတ်ဆောင်စိုက်ကကြည့်လို့ရှိရင်တော့ကိုတရုတ်ဆောင်ပြီးရင်တော့ဒါအမှန်တမ်းပြောရင်ပြီးသွားတာပါပဲပေါ့ဒါပေမဲ့လည်းကိုလည်းတခြင်းချစ်တဲ့သူဖြစ်နေတဲ့အခါကျတော့ဟိုတခြင်းတော့ရတာ အပိုင်းပေါ်မှာလိုက်ကိုလှုပ်တဲ့တပုတ်တပုတ်ဆိုလို့ပြိသက်အတိမတ်ပြုခံရဘောကကြတော့မျိုးတို့အတွက်ကအဲ့လိုပေါ့မျောလင်းချက်တစ်ခုပဲပေါ့နော်အိမ်မက်တစ်ခုမျောလင်းချက်တစ်ခုလို့ပဲအဲ့အဲ့လိုသူလည်းအဲ့လိုသူ့ဆန္ဒလေးပြမြောက်ပါစေစတောင်းပြပါတယ်ဟုတ်ပြပါစေဟောကျွန်တော်ဇင်းလေးကဒီဂျွန်းပေါ့နော်ဂျွန်းဒီဆယ်ရက်နေ့မတိုင်ခင်ပေါ့နော် ID2 ကျွန်တော်ထုတ်ပို့လုပ်ထားတယ် ID2 ထုတ်ရင်လည်းကျွန်တော်တရားလေးထုတ်ပါပေါ့နော်အမလည်းအများကြီးပေါင်းကူညီပေးထားတယ်ကျွန်တော်လည်းကြွရင်တလားအကုန်ပေါ့နော်စောင့်ကိုကြိုးစားရအတွက်ထွက်လာရင်လည်းအပ်ပြပါဦးခင်ဗျာ